hello အဲ su inspiration channel ရာနေကြိုဆိုပါတယ်ဒီနေ့လုပ်ပြမယ့်မိဘုံလေးကဒီမိဘုံလေးဖြစ်ပါတယ်ရှင် okay ဘာလိုအပ်မလဲဆိုတာကိုလိုက်ကြည့်မယ်ပေါ့เนาะအအရင်ဆုံးဟိုဒီမှာဒါဒီအမှန်အောင်စာရွက်ဒီစီဆိုစာရွက်တွေကိုဟိုဝယ်လို့ရတဲ့နေရာလေးကိုလည်းခုခုအခုဗီဒီယိုလေးဗီဒီယိုလေးမှာထည့်ပြထားမယ်ပေါ့เนาะ အာခုအာဘိုင်ရိုမလဲကြည့်မယ်ပေါ့နော်ဘိုင်ရိုမလဲဆိုရင်နေရာမှာဝါးတွေကိုတော့မချမ်းပြဘူးဒါရှိတစ်ခေါက်ကတင်ထားတယ်အဲအာကျေပုံမီပုံလုံးကြီးမှာအာအာဝါးတွေကိုခွဲတဲ့ဟာကိုဒါတင်မိထားတဲ့ကြောင့်မလို့ဟိုအဲ့ channel ဟိုအဲ့ video အရင်ဆုံးဟုံးသွားပြကြည့်ရှုပေးပါနော်အဲဟုတ်ပြီနော်အာ low update ဟာကဒီပေါ့ဒီကိုဒီလိုချောင်းနေဘယ်လောက်ရှိလဲဆိုရင်ရေ6စင်6 6လက်မှရှိတယ်ဟုတ်နော်6လက်မှရှိတယ် ောက်လက်မရှိရဲ့ဒီလိုချောင်းကိုဟိုအာ၄ခုပေါ့နော်၄ပထမဆုံးဒကွင်းစာဆိုတော့၄ခုလိုအပ်တယ်။ခွင်းပေါင်းက၆ခွင်းရှိတယ်။၆ခွင်းဆိုတော့၆လေး24 24ချောင်းတော့လိုအပ်တယ်ပေါ့နော်။24ချောင်းလိုအပ်တယ်။ အဲဟုတ်ပြီအပုံမှန်အဖြစ်ဒါကိုခွင်းလုပ်တယ်ဆိုရင်ဒါကိုဒီလိုတင်တယ်အဲပြုရှင်ဒီလိုတင်တယ်ပြီးရင်ဒီလိုတင်တယ်ဟုတ်တယ်မလားဒီလိုတင်ဒီလိုတင်ရတာဟုတ်တယ်နော်အဲဒီလိုတင်ရတာပြီးတော့ connect ကပ်လိုက်လို့လည်းရတယ်ဟိုဟာတသားကပ်တဲ့ connect ရှိရလေ ATM တို့ဘာလို့ဆိုတသားကပ်တဲ့ connect လည်းလို့လို့ရတယ်အဲဒါပေမဲ့ဒါပေမဲ့အခုညီမကကျတော့ဒီဒီအပေါက်ဖောက်တဲ့ဟာလေးနဲ့လုပ်မယ်ပေါ့နော်ပိုးပြီးခိုင်ရင်တော့ဟိုပြုတ်ထွက်သွားမှဆိုလို့လေနော်အဲ့တော့အရင်ဆုံးလုပ်လိုက်မယ်နော်ဒီလိုထောင်းတစ်ခုရှိရယ် နောက်တစ်ခုရှိတဲ့နေရာမှာမညီမကကအပေါက်အပေါက်၃ဘောက်ဖောက်မှာဘယ်လိုဖောက်မှာလဲဆိုရင်ယူထောင်းတဲ့နေရာတော့ညီအောင်ထွက်လိုက်တယ်ဒါကိုညီအောင်ထွက်လိုက်တယ်ထပ်ပြီးလို့ရှိရင်ဟင်ဒီမှာဒီမှာတစ်ခုဒီမှာတစ်ခုဒီထိပ်မှာတစ်ခုဆိုပြီး၃ခုဖောက်တယ်ဟုတ်နော်၃ခုဖောက်မှာ၃ခုဖောက်ပြမယ် ပြီနော်အဲတဝုတ်ခောက်တယ်ဆိုတာဒီဒီပထမပထမအားနှစ်ခုကကြတော့ဩဒီဒီနှစ်ကောင်ခိုင်းမှုအတွက်ဒုတိယတစ်ခုကဟို sorry ဒီထိတ်သုံးအားဟာတစ်ခုကကြတော့တွဲရတဲ့ခါကြလို့ရှိရင်ဟိုဘက်အကွင်းနဲ့ဒီဘက်ကွင်းနဲ့တွဲတဲ့ခါကြရင်ရင်သုံးတဲ့ခါပေါ့နော်သုံးတဲ့ဟုတ်ပြီအဲဆိုရင်ခုဒီနေဂျိုလီနော်ဒီနေဂျိုလီကို အပေါက်သုံးပေါက်လိုအပ်လားဆိုတာကဒါကိုယ့်ရဲ့ခံယူချက်နဲ့ကိုနော်ညီမကြောင့်အမကြတော့တောင်းတဆင်းနေလို့ရင်တာမို့လို့ဟိုအပေါက်ကိုသုံးပေါက်ဖောက်ပြီးတော့ဟိုဘက်ဒီဘက်ကိုဟိုတင်းနဲ့ရုပ်ဆွဲတယ်အောက်ကိုခောက်ချလိုက်တယ်ပြီးရင်အလဲရဟာဒီဒီဒါတစ်ခုနဲ့တစ်ခုဆက်မဲ့ဟာမျိုးဟုတ်နော်အဲ့လိုမျိုးဟိုဒီဘက်ကိုလည်းအဲ့လိုပဲအပေါက်၃ပေါက်ဖောက်၃ပေါက်၃ပေါက်ဖောက်မယ်၃ပေါက်ဖောက်ပြီးတော့လုပ်သွားမယ်ပြီးရင်ဒီဘက် channel လို့ပဲအဲဂျိုလာမယ်လာပြီးမှအပေါက်၃ပေါက်ဖောက်မယ်ဒီမှာလည်းအပေါက်၃ပေါက်ဖောက်မယ်ဒါဆိုအဲ့လိုလိုလုပ်လိုက်မယ်နော် အာဝင်တော့အဲ့တော့ဒီမှာ6ခုရလာပြီတင်း1 3 4နော်ဒီ2 3 4 5 6 6ခုရလာပြီဟုတ်နော်ဒါဆိုရင်ညီမက4ခုယူလိုက်မှာ4ခုယူလိုက်မယ်ဟာဒီက4ခုယူလိုက်မှာဒါဒီမှာရင်းတဲ့ဂျိုလီကိုနည်းနည်းဖြတ်မယ် ထည့်ပြီးတော့ဟိုဘက်ဒီဘက်ပေါက်လေးကျန်နေရတဲ့ထိတ်လေးတွေမှာဟုတ်ပြီနော်အဲဒီပေါက်လေးတွေကိုယူပြီးတော့ က်ပြီးသွားပြီဟုတ်ပြီနော်အဲ့လိုမျိုးဟို၄ခုတွဲလိုက်မယ်ဒီ၄ခုကိုဒီ၄ခုကိုဒီမှာတစ်ခုတွဲမယ်ပြီးရှင်မှာနောက်တစ်ခုတွဲမယ်နော်၄ခုတွဲလိုက်မယ်နော်ဟုတ်ပြီနော်အဲ့တော့ဒီမှာ၄ခုကိုတွဲပြီးသွားပြီ၄ခုကိုတွဲပြီးသွားပြီနော်음အဲ့ဒီအဲ့တော့ဒီဘက်ဒီဘက်အစုံဆုံးတစ်ခုကိုလည်းတွဲလိုက်မယ်နော်ဒီဘက်အစုံဆုံးတစ်ခုတွဲလိုက်မယ်နော်နော်အဲ့ဆိုရင် ပါဘူးเนาะဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာဒီမှာဒီထိပ်တွေကဒီမိုးကတ်မယ်ဒီဒီမှာဒီမိုးကတ်မယ်ဒီဘုတ်ကမယ်ပြီးလို့ရှိရင်ဒီဒီထိတ်ကဒီမှာရှိရမယ်ပြီးဒီဘက်ထိတ်ကဒီမှာရှိရမယ်ဒီဘက်ထိတ်ကဒီမှာရှိရမယ်ဟုတ်ပြီနော်အဲ့လိုမျိုးအပေါ်အပေါ်ကိုလည်းကတ်လိုက်မယ်နော်အဲ့ဒီကတ်လိုက်မယ် အဟောဘင်းတော့အဲ့ဆိုရင်ဒီဟာကထိတ်ကိုပုံပြီးသွားပြီကျေးဇူးအဲ့တော့နောက်တစ်ခုဒီဘက်လှန်လိုက်ဒီဘက်လှန်ပြီးတော့ဒီမှာလည်းထိတ်မှာလည်းဒီမှာ၄တောင်းရှိရဲ့နော်၄တောင်းရှိရဲ့အဲ့၄တောင်းဒီဒီမှာလာပြီးတော့တွဲမယ်ဟောဘင်းတော့ဒီမှာလာပြီးတော့တွဲလိုက်မယ်ဒါဆိုအဲ့ဒီလုပ်လိုက်မယ်နော်อืมครับพี่เนาะอ่าဆိုရင်ချင်ယာဒီမှာဒီ၄ပေါက်ရှိရယ်เนาะ၄ပေါက်မှာပေါ်ကနေပြီးတော့ဟောတစ်ခွက်နဲ့အုတ်တရားအောက်မှာတစ်ခွက်နဲ့ထိမ့်ဖန်လိုက်တယ်ဟုတ်ပြီเนาะဒါဆိုရင်အမောင်းကပြီးသွားပြီဒီအေရအေရအနေနဲ့ပြီးသွားပြီပေါ့เนาะ ။ဘာဆက်လုပ်ရမှာလဲဆိုရင်ဆက်ဆက်ကအပြားနည်းနည်းကြီးတာလေးပေါ့နော်။အပြားနည်းနည်းကြီးတာလေးကိုယူယူပြီးတော့ယူပြီးတော့အာဘယ်နာလေးအပြားကြီးတာဆိုရင် yes ဒီပြတော့ဟုတ်နော်အဲ့ဒါဆိုရင်ဒီဒီကြားထဲမှာလည်းအဲ့လိုပဲဒီကြားထဲမှာလည်းအဲ့လိုပဲထားထားမယ် ဘယ်လိုမီးထုံးမအောင်နော်ဖြောင်းနေထုံးမဆိုတော့ဒီထဲမှာအဲ့တော့အဲ့ဒီမှာဒါလေးကိုဖြတ်လိုက်မယ်ဖြတ်ပြီးတော့ဩဒီမှာလဲဟိုတန်ချောင်းလေးနဲ့ဆွဲမယ်ဒီမှာလဲတန်ချောင်းလေးနဲ့ဆွဲမယ်ဟုတ်ပြီနော်အဲဟုတ်ပြီနော်အဲ့ဆိုရင်ခုဒီမှာကအဒီဟာလေးကိုလည်းအဲတန်ကျိုးလေးနဲ့တွဲလို့ရအောင်လို့ပောက်ပြီးဖောက်လိုက်မယ်ပြီးတန်ကျိုးလေးတွဲလိုက်မယ်နော်အဲ့ဒီလောက်လိုက်မယ် အာဟုတ်ပြီနော်အဲဆိုရင်ဒီမှာဒါလေးကိုတန်ကျိုးလေးနဲ့အပေါက်လေးဖောက်ပြီးတန်ကျိုးလေးနဲ့တွဲပြီးသွားပြီဒါဆိုဒါလေးက line လေးရသွားပြီနော်ဒီ line ပေါ်မှာမတော့အခုဖျောင်းနိုင်လို့ဟိုအတွက်ဖျောင်းနိုင်အဲထုံးမှုအတွက်အဲဒါဟိုဟောတော့ဟိုဖျောင်းနိုင်ပုံစံခွင်းနေပုံစံလေးချိန်မယ်ပေါ့နော်အဲလေးလုပ်မယ်နော်อืมဟုတ်ပြီခုဒီမှာပေါ့နော် မှာအာတာကိုရေအရှူရေဘူးတော့တယ်မလားတောက်လို့ရှင်ဒီလိုရှက်ဘူးတွေမှာရှိရဲရဲတို့ပြားလေးကိုယူရဲပေါ့နော်တို့ပြားလေးကိုဒါလေးကိုပေါက်ပေါက်လိုက်တယ်ကကြီးတင်ကကြီးတို့အကြီးနဲ့သူညှက်လို့ရရနော်ဒီအားညှက်ထုတ်လိုက်တယ်ဒီလေကဥတိုင်းကိုညှက်ထုတ်လိုက်တယ်ညှက်ထုတ်ပြီးတော့ညှက်ထုတ်ပြီးတော့ဒီဘေးဘက်အသားလေးကိုယူရဲပေါ့နော်ဘေးဘက်အသားလေးဒါလေးညှက် ထားတာဟုတ်ပြီနော်အားညှက်ထားတော့ဒါလေးကျန်နေပေါ့ဒါလိုလွတ်စားလေးလွတ်စားကျန်နေဒါဆိုရင်ဒါလေးကိုဟိုဒီပေးတယ်ခဲတဲ့ဟွန်း ဒီဘောပင်ဘောပင်လေးနဲ့ဘောပင်အဝိုက်တိုင်းလေးဝိုက်လိုက်မယ်အဲကိုကဟိုကိုထုံးမဖျောင်းနိုင်တဲ့ခြေထောက်ကြည့်လိုက်နော်ကိုကဘယ်လိုဖျောင်းနိုင်တဲ့ထုံးမလဲဆိုတာခြေထောက်ကြည့်လိုက်အဲတိုင်းတိုင်းလေးညီတယ်အဲအဝိုင်းလေးတစ်ခုယူဟုတ်ပြီနော်ဝိုင်းလေးတစ်ခုယူယူပြီးတော့ကိုထောက်ပြုရှင်

လှမ်းပြီးလို့ရှိရင်ဒီမှာဟာဒီဟာဒီမှာလိုက်ပြီးတော့ဝိုက်ပိုက်လဲပတ်လိုက်ပါနော်အော်ပြင်ဖြုတ်လိုက်မယ်နော် ားပြီဆိုရင်ခုအမတို့ကဂါချီနေကြိုးလေးပြင်ယူမယ်နော်ချီနေကြိုးလေးနည်းယူမယ်ခုအောက်အောက်ခံဝါလေးရနည်းနည်းသေးရရအောင်လို့ជីနေကျိုးကိုပက်အောင်ရရနော်။ဒါလေးနဲ့ချိန်လိုက်လို့ရတယ်။မခုជីနေကျိုးနဲ့ပက်နေရအောင်လို့ជីနေကျိုးနဲ့ပက်လိုက်မယ်။ជីနေကျိုးတွေကခုညှက်ထားလေးရနည်းနည်းတို့ရနော်။တကယ်တော့နည်းနည်းရှည်ရမယ်။ ရှေ့ရေပိုကောင်းတယ်နော် ောက်ပြီနော်အဲ့တော့ဒါလေးယူလိုက်မယ်ကိုထားမဲ့အလေလောက်မှာအောက်ဖက်မှာနော်ထားမဲ့အလေလောက်ကိုယူမယ် ဟုတ်ပြီပြီးရင်ဒီမှာဒါဒါလေးတွေကိုအနာတက်ကလေးတွေကိုချိုးလိုက်မယ်ဒါဆိုရင်ဖျောင်းလိုက်ထုံးမဲ့ဟာလေးရရပါပြီเนาะ ရပါပြီအဲ့ဆိုရင်ခုအမားတို့လိုအပ်တာကဘာလဲလို့အဲ့လိုဆိုရင်ရင်းစက်ကူတွေနဲ့ဘီးပက်ပက်လေးကိုလိုက်ခဲ့မယ်ဒီအပေါက်နဲ့ဒီအပေါ်ကဟာနဲ့အောက်ကဟာနဲ့ကိုလွှတ်ထားမယ်နော်ကျန်တာဘီးပက်ဒီမှာဒီကွက်ရှိမယ်ဒီကွက်ဒီဒီတပိကံကွက်တွေရှိမယ်ရဲဒီလေးဒီဒီလေးရောက်ကွက်တွေရှိမယ်ဟုတ်ပြီနော်အဲ့ဒါအကုန်လုံးစက်ကူနဲ့လိုက်ပက်မယ်အဲ့တော့ပက်တယ်ပက်ရင်သုံးတဲ့ကောကဘာကောလဲဆိုရင်ရင်း ATM ကော ATM ကောကိုကိုအမားတို့ကငါနည်းနည်းထည့်မယ်နည်းနည်းထည့်ပြီးတော့ဟောယူနေနဲ့ကြိုလိုက်မယ်ဟုတ်ပြီနော်ယူနေနဲ့နည်းနည်းထည့်ဖြော်လိုက်မယ် မှာထည့်လိုက်ပြီနော်ထည့်ပြီးတော့အမကိုယူနီနဲ့နည်းနည်းကျုပ်လိုက်မယ်ယူနီတော့ယူလိုက်မယ်နော်ယူနီနည်းနည်းထည့်လိုက်မယ်ယူနီထည့်ရောထည့်ရမှာအားမလိုက်အားမလိုက်ညမ်းအားမလိုက်ညမ်းအားမလိုက်ဒီကိုကတ်မဲကိုကတ်မဲအဲကိုကတ်မဲအဲဟာတမင်ညာယူလိုက်မယ်ပေါ့နော်ဒီမှာနော်ဒါထိပ်ပဲမလားထိပ်ပဲဒီဘက်ဒီ၄တောင်အပေါ်က၄တောင်ယူမကပ်ဘူးလေအဲဘေးဘက်ကအား၄တောင်ယူလိုက်မယ်ယူပြီးတော့ကိုကတ်မယ်ဒီမှာ ိုကတ်မဲဒီဟိုအကွက်မှာကိုကကော်လီတုတ်လိုက်မှာဟာပြီနော်ကိုကတ်မဲကျွန်မကော်လီကလိုက်မှာပြီးရင်ကိုကတ်မဲစကူကိုဟိုစကူကိုဟိုအပေါ်မှာတင်မယ်ဟုတ်ပြီနော်အဲ့တော့မှန်အောင်စကူဒီခေါက်ဒီခေါက်ကခရီးရနေတော့မှာနော်ခရီးရနေတော့မှာဆိုရင်ကိုကတ်ချင်းနဲ့ကိုကတ်ချင်းနဲ့ရောင်းနေတတ်မယ် ဟုတ်ပြီနော်အဲဆိုရင်ဘင်းဘေးဘက်တွေကိုအဲ့လောက်လေးချမ်းမယ်ဟုတ်ပြီနော်အဲ့လောက်လေးချမ်းပြီးတော့ဒီဘက်ဒီဘက်လိုက်ပြီးတော့ညှက်လိုက်မယ်နော်ညှက်လိုက်မယ်ဟာလေးဟုတ်ကိုကဒီမှာအာဒီမှာကိုကိုဘေးဘက်ပိုးတဲ့ဟာကိုလုံးညှက်ချပေးပြီမလားညှက်ချပေးပြီဆိုရင်အဲဒီမှာနည်းနည်းလေးလိုက်ပြီးတော့ဆက်လိုက်မယ် ဆောက်ပြီးတော့အဲ့လိုတူပြီးသွားပြီဆိုတာနဲ့အတွင်းဘက်ကိုလည်းနည်းနည်းလေးကော့တုပ်လိုက်ပါနည်းနည်းများရလို့ထင်နေဆိုရင်နည်းနည်းညှက်ချလိုက်။ဟောပြီနော်။ပြီးရင်အပေါ်အတွင်းဘက်ကိုလည်းကော်ထုတ်လိုက်မယ်။ဒါပလက်လန်တော့လို့ရရနော်။ပလက်လန်ကိုပါလို့ထုတ်လို့ရရ။ဟောပြီ။အခုအမလိုကဒီမိုလီကော်လေးကတ်လိုက်မယ်။ဒါဆိုရင်ပြီးပြီ။ ဟုတ်နော်ဒါဆိုရင်ရင်းဟိုဘက်ဒီဘက်အကုန်လုံးဒီလိုဒီဒီဘက်ဒီဘက်အကုန်လုံးကော်ရိုက်လိုက်ကက်လိုက်မယ်ဒါဆိုပြီးသွားပြီနော်ဒါဆိုရင်ကုကက်မဲဆိုတဲ့အပေါက်ဒီမှမြောင်လိုက်ကက်လိုက်မယ်อืมဟုတ်ပြီနော်အဲ့ဒါဒါလေးကလုပ်ပြီးသွားပြီပေါ့နော်လုပ်ပြီးသွားပြီဆိုရင်ဒီမှာဒီပေါက်နဲ့ဟိုအောက်ကအပေါက်နဲ့ကိုပြတာဖဲထားရနော်ဟာညီမဒီမှန်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 ရအောင်ဟောက်စာရုပ်ကိုတုံးထားရဒီမှာစီဆိုစီစီ ိစ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 ာရွက်ကိုတုံးထားရဟုတ်ပြီနော်အဲဆိုရင်ဟင်ဒါရကကိုကြိတ်လို့ဒါရအလှဆင်ပါနော်ဒါရကကိုကြိတ်လို့အလှဆင်လို့ရရဲ့ဟုတ်ပြီအဲဆိုအဆုံးထိရှူပေးလို့ကျေးဇူးတင်ပါတယ်ရှင်